မင်္ဂလာပါရှင်။ကျွန်မကတော့တင့်ချာမကြီးအတွက်ကူညီပေးမဲ့ fitness coach handy ပါ။ဒီနေ့ခေတ်မှာချာမကြီးအတွက်လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာအရင်အရေးကြီးလာပါပြီ။ဒါပေမဲ့အားကစားရုံသွားဖို့အချိန်မပေးနိုင်တာအခက်အခဲရှိတာတွေရှိတတ်ပါတယ်။အဲ့ဒီအခါအိမ်တွင်းလေ့ကျင့်ခန်းကတင့်အထွတ်အကောင်းဆုံးရွေးချယ်မှုဖြစ်လာပါလိမ့်မယ်။ အိမ်တွင်းလေ့ကျင့်ခန်းတွေဟာကိုယ်အလေးချိန်လျှော့ချဖို့နဲ့ပုံမှန်ကျန်းမာလေဘဝကိုပိုင်ဆိုင်ဖို့အတွက်ထိရောက်တဲ့နည်းလမ်းတစ်ခုပါဒီနေ့ကျမတို့ပထမဦးဆုံးလေ့ကျင့်ခန်းအနေနဲ့ဂျမ်ပင်းချက်အကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ်ဂျမ်ပင်းချက်ကကာဒီယိုလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုလှုပ်ရှားပေးနိုင်တဲ့နှလုံးချမ်းမာရေးကိုကောင်းမွန်စေတဲ့လေ့ကျင့်ခန်းကောင်းတစ်ခုပါကဲ ရန်ပင်ချက်ကိုမှားကန်စွာဘလို့လုပ်ရမလဲဆိုတာတဆင့်စင်းစီလေ့ကျင့်ကြည့်ရအောင်ပထမဦးဆုံးအနေနဲ့မတ်မတ်ရက်ပါခြေရောက်နှစ်ဖက်ကိုပူထားပြီးလက်နှစ်ဖက်ကိုခန္ဓာကိုယ်ဘေးမှာချထားပါဒါကတော့စတင်မဲ့အနေထားဖြစ်ပါတယ်အခုခုံပြီးခြေရောက်နှစ်ဖက်ကိုဘေးဘက်ကိုကျဲကျဲခါပါဒီချိန်တည်းမှာလက်နှစ်ဖက်ကိုကောင်းပေါ်ထိမြောက်တင်လိုက်ပါ လဝါချင်းထီအောင်လုပ်နိုင်ပါတယ်။ပြီးရင်ပြန်ခုံပြီးခြေထောက်နှစ်ဖက်ကိုပထမအနေထားအတိုင်းပြန်ပိုးပါ။လက်နှစ်ဖက်ကိုလည်းမူလအနေထားအတိုင်းခန္ဓာကိုယ်ဘေးကိုပြန်ချထားပါ။ဒီလှုပ်ရှားမှုတွေကိုချောချောမွေ့မွေ့နဲ့စစ်တိုက်လှုပ်ဆောင်သွားရမှာဖြစ်ပါတယ်။အသက်ရှူတာကိုလည်းမှန်မှန်ရှူတာကိုမမေ့ပါနဲ့နော်။ကဲ၊ဂျမ်ပင်းချပြုတ်လုံးနီးကိုနားလေသွားပြီဆိုတော့ ဒီလိချင်းကန်းကိုနေ့တိုင်းမနေ့နှဲငယ်လောက်ပုံမှန်လှုပ်ဆောင်ပေးချင်းဖြင့်တင်းရဲ့ကိုယ်လေးချင်းရှော့ချရင်းနဲ့ကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေမှာပါကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ဖို့ဒီ video ကို like လုပ်ပြီး share ပေးဖို့မမေ့နဲ့နော်နောက်ထပ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အိမ်တွင်းလေ့ကျင့်ကားနီးလန်းတွေကိုလည်းဆက်လက်ပြဝေပေးသွားအောင်မှာဖြစ်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။